ကရင်ပြည်နယ်ဖားပုံမြို့နယ်ကမမောင်မြို့ပေါ်အမတ်တော်ရွက်ကန်နာရေဆက်အားကစားကွင်းမှာဧပြီလ10ရက်နေ့မှာမိုင်းနီမီလို့မိကလေးငယ်၃ဦးတန်ရရသွားတယ်လို့မြို့ခံတွေကပြောပါတယ်။မိုင်းထိသွားတဲ့ကလေးတွေကိုတော့ကမမောင်ကလည်းဖအံစေးယုံကြီးကိုစေကူတာဖို့ပူဆောင်ထားတယ်လို့အချစ်အနေကိုတိထားတဲ့မြို့ခံတဦးကအခုလိုပြောပါတယ်။အဲဒီဘုံကျောင်းအစမှာဆိုတော့လေအမှဘေးမှာ ဖျားနာဖျားနာလည်းနေတယ်ဟိုအာကလေးကစားလေးကြည့်ရင်ကိုင်းလည်းရှိတယ်လေအဲအဲ့မှာကလေးတွေကနေနေတိုင်းနားနေကြပေါ့အဲ့မှာနိုင်နေမှာသူတို့တက်ပုံရရင်တော့ဖြစ်ရင်မိမိကတရားတော့သိရင်ရတာပေါ့ကျွန်တော်နှစ်ဖက်လုံးရှိလက်လက်နှစ်ဖက်ကြည့်ရတာအခုလက်ရှိအချိန်မှာကမမောင်မျိုးအနည်းတဝိုင်းလားတလားကိုမိုင်းနေမိတာတလားမှာ၃ရောက်၄ရောက်လောက်ဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ် အခုမြို့ထဲရောမြို့ပြင်မှာပါမိုင်းထိတဲ့ဖြစ်စဉ်တွေရှိလာတဲ့အတွက်မြို့ခံတွေခြောက်ခြားစိုးရိမ်နေတယ်လို့ပြောပါတယ်အဲ့နေရာဆိုပြောမှဆိုအစ်လေမနက်မနက်မူလင်းကနေညမူညမူဆုံးမူဆုံးဆိုဟိုမူချုပ်တိုင်းမူချုပ်မဟုတ်တော့အဲ့လောက်ထိကလူမပြတ်ဘူးလေအဲ့နေရာပြောမှဆိုအဲ့နေရာကနကနပူတီတောင်းကနပူလေဖြစ်တဲ့တင်းခါကြတော့အပင်တွေလည်းရိတ်အဝသလည်းကောင်းတဲ့ခါကြတော့နေ့လေနေ့ကင်းဆိုတော့မှခလေးတွေတထိုင်နေကြတော့စောင်းရရတယ်အဲ့နေရာ အဲ့ဒါပဲအချိန်လောက်လို့ရမလားလုံးလုံးမဆိုလို့ရှိရင်လည်းအာနာပါဝါသုံးပြီးလုံးမဆိုလို့ဆိုရင်လည်းမိုးချိုးလူမစီလူမထတဲ့အချိန်မလောက်လို့ရမလားဆိုတော့ကဲကောင်းစီလည်းလုံးဖို့လူမလောက်ဘူးလူလောက်တာခွေးပဲလောက်တယ်မြန်မာဟာမြမြောက်မိုင်းအန်ဒီအများဆုံးနိုင်ငံတစ်ခု ဖြစ်လို့နေပါတယ်။မိုင်းနဲ့စစ်တမ်းလက်နက်တွေကြောင့်မြန်မာမှာ2023ခုနှစ်အတွင်း1050ဦးထိခိုက်ခဲ့ရပြီး2024ခုနှစ်မှာတော့1082ဦးထိခိုက်ခဲ့ပြီး တိစုံသူ165ရောက်ရှိတယ်လို့ကုလသမဂ္ဂ UNICEF စည်ရင်းတွေအရာသိရပါတယ်။ဒါအပြင်နိုင်ငံတော်ဝန်မြေမြုံပိုင်းနဲ့ပောက်ကွဲစေတတ်သော PC များပောက်ကွဲမှုတွေကြောင့်ထိခိုက်ခံစားရသူ အရေအတွက်ရ29ရာခိုင်နှုန်းဟာကလေးသူငယ်များဖြစ်တယ်လို့ UNICEF ကပြောဆိုထားပါတယ်။